ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာစေကောက်ဆောင်ဘူချုံမွန်ကြီးမင်းအောင်လိုက်ဟာထိုင်းနိုင်ငံမှာအီဘီလာအတွင်းပြုလုပ်မဲ့ဘင်္ဂလားပင်လယ်ဒေသနိုင်ငံများနေပညာနဲ့စီဘော်ရေးပူပေါင်းဆောင်ရွက်အဖွဲ့ဘိန်းစတက်အစည်းအဝေးကိုကိုယ်တိုင်တက်ရောက်ဖို့ရှိတယ်လို့ထိုက်ကသတင်းတွေမှာမနေ့ကဖော်ပြကြပါဗျာ။ လာမယ့်အီဘီလာ3ရက်နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံကအင်ချင်အဖြစ်လက်ခံကျင်းပမယ့်6ကြိမ်မြောက်ဘိန်းစတက်အစည်းအဝေးကိုမြန်မာစစ်ကောင်စီဟာဘဲကောင်းမျိုးကိုလာမယ်လို့ထိုင်းသတင်းဌာနထိုင်း BBS ကမနေ့ကရေးသားထားပါတယ်။ထိုင်းအစိုးရကတော့ဘိန်းစတက်အစည်းအဝေးကိုအီဘီလာ2ရက်နေ့ကနေ4ရက်နေ့အထိကျင်းပမယ်လို့သတင်းတွေထုတ်ပြန်ထားပြီးမြန်မာထိုင်းဘင်္ဂလားဒေ့ရှ်အိန္ဒိယနီပေါ်နဲ့ဘူတွင်နိုင်ငံတို့ကတက်ရောက်မယ်လို့သိရပါတယ်။ ဒီဆွေးနွေးပွဲကိုထိုင်းဝန်ကြီးချုပ်ပေထန်တုံကဥဆောင်ကြံပမှာဖြစ်ပြီးမြန်မာစစ်ကောင်းဆောင်အတွက်ဆိုရင်လည်းအနာသိမ့်ပြီးတဲ့နောက်ထိုင်းနိုင်ငံကိုပထမဆုံးအကြိမ်ခီးလာတာဖြစ်ပါတယ်မြန်မာစစ်ကောင်းဆောင်ဘူရှောင်းမွန်ကြီးမင်းအောင်လာရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနေတယ်လို့စောက်ကြေးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ